6တန်ကျောင်းသူမြမလက်ရွေးစင်မဝင်လက်လက်ဝါဟာအခုနှစ်ထဲမှာထိုင်းနိုင်ငံမှာပြုလုပ်သွားတဲ့နိုင်ငံတကာကျောင်းသားစစ်တူရင်ပြိုင်ပွဲမှာဥရောပရုရှားအိန္ဒိယလက်ရွေးစင်တွေကိုကြော်ဖြတ်နိုင်ယူပြီးကမ္ဘာအဆင့်20ရရှိခဲ့ပါတယ်။သူရဲ့ဘဝပုံရိပ်တချို့ကိုစူးစီးတင်ဆက်ထားပါတယ်။ရှုစားကြည့်အောင်နော်။သမီးနာမည်ကတော့မဝင်းလေးလက်ဝါဖြစ်ပါရဲ့ရှင်။ ။သမီးအဖေနာမည်ကဦးကျော်ကျော်ဦးအမေနာမည်ကဒေါ်အေးဝင်။သမီးတို့မှာမိသားစုဝင်10ယောက်ရှိပါတယ်။ပြမနာမျိုးတဲကုန်းရွာမှာ မိသားစုနဲ့အတူနေထိုင်တဲ့မဝင်းလက်လက်ဝါဟာအမှတ်125မူလတန်းကျောင်းမှာအခုလက်ရှိ စတ္တမတန်တက်ရောက်နေပြီးသူဟာအမျိုးသားတကွန်ဆိုင်စစ်သွေးရင်ပြိုင်ပွဲမှာပထမဆုံးရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဟာတငယ်ချင်းတွေနဲ့ဆွတွင်ထိုးပဲအဲဒီဥစ္စာကိုအကိုနဲ့သမီးနဲ့ဝါနာပါတော့အဖေဒီဥစ္စာဘယ်လိုရှိရလဲမေတော့အဖေကနိုးမသိပါဘူးအသာနေပါအောင်အရင်ပြောရင်နောက်ခါရောက်ကိုတိုင်းကိုအဖေတို့မရှိတဲ့အချိန်တော့ပါဘူးကိုတိုင်းကိုဆော့တယ်အဲဒါအဖေကအမြင်မတော်တာကိုအဲဆွေပြရပါအဲဒါနောက်ခါရောက်သမီးတို့အမားကြီးဆွေနေတော့ဘေးကနောက်ခါရောက်စိတ်ဒီလောက်မှတက်ရှင်ရောအဲလာတင်မိမယ်ဆိုပြီးတော့အကုန်တင်တင်ပြီးတော့နောက်ခါရောက်အစားရောအကိုရက်နိုင်တာပေါ့အကိုကြီးတော့ပြီးတော့ ငယ်အကိုငယ်ရနိုင်တယ်ပြီးတော့နောက်ဆုံးတော့သမီးအမြင်နိုင်တယ်အရင်ဆိုးရဝန်ထမ်းဘွားကနေအခုရောင်းဝယ်နေစီးပွားရှာနေတဲ့ဖခင်ဖြစ်သူဦးကျော်ကျော်ဦးကသူတို့မောင်နှမတွေကိုစစ်သွေးရင်ကစားနေစတင်တင်ကြပေးခဲ့ပြီးမြေတောင်မြောက်အားပေးခဲ့ပါတယ်။ အဲသူအကိုကတော့အခုကျွန်တော်တို့ဟိုမန္တလေးအာဃာတိတ်တန်ကတော့သူ့ကိုခေါ်ယူပြီးလေ့ကျင့်ပေးနေပေါ့နော်။ချောင်းလဲနေချောင်းလဲအဲ့မဲ့ထားအဲ့မဲ့လေ့ကျင့်ပြီးတော့သူကအာဃာတိတ်တန်ရဲ့ကစားသမားဖြစ်သွားတယ်ပေါ့။အဲသမီးကတော့ဒီမှာကျွန်တော်တို့အသက်လဲငယ်သေးတယ်အတန်းလဲငယ်သေးတယ်နောက်ပြီးတော့သူအာဃာတိတ်တန်ကြီးကတော့ခေါ်တယ်ကျွန်တော်တို့ကတော့မထည့်ပေးသေးဘူးပေါ့နော်။ဘာလို့လဲဆိုတော့အဖွဲ့ချုပ်ကတော့သူ့မျက်စိတောက်တောက်ကြည့်တယ်ပေါ့လေ။သူ့ကိုဘယ်လိုစခန်းသွားရင်ကောင်းမလဲ။ရန်ကုန်မှာခေါ်ပြီးလေ့ကျင့်စီနေရန်ကုန်မှာလဲကျွန်တော်တို့ကခံတတ်ကမရှိတော့ နေဖို့ထိုင်ဖို့ပါညာမရှိဘူးလေချောက်တန်းအကြောင်းသူမဝင်းလက်လက်ဝါဟာ2015မေလ6ရက်နေ့ကထိုင်းနိုင်ငံမှာပြုလုပ်သွားတဲ့နိုင်ငံတကာအကြောင်းသားစစ်တရင်ပြိုင်ပွဲမှာပြိုင်ဘက်အိန္ဒိယရုရှားလက်ရေးစင်တွေကိုအနိုင်ယူပြီးပြိုင်ပွဲဝင်36ယောက်မှာကမ္ဘာအဆင့်20ရရှိခဲ့ပါတယ်။ကင်းဘတ်ရှာကို ီရှော့နဲ့စကလေးဖိုက်လိုက်တယ်အဲ့ချိန်မှာသမီးကသမီးလိုက်ကအစကတော့နှင်းနေတော့ဝေးတာပေါ့သူစကလေးဖိုက်လိုက်တော့အဲ့ပမာကတော့တေချာစဉ်းစားသေးတယ်ဟာဘာဖြစ်လို့စားတာပဲလေတို့နန့်သွားပေါ့နောက်ခါကျတော့ပြန်ပြန်ပြီးတော့တံပြန်တိုက်စစ်ပြန်ဆင်လို့ရတဲ့အခါကိုတွေ့တော့အဲပိုးလေးနဲ့အဲ့မင်းအဲ့ပီရှော့ကိုစားလိုက်တယ်သူကအမကွင်းနဲ့ရှက်တဲ့အခါအဲ့ကမင်းမင်းရောကာဆယ်ရောအမလေသူကရှက်တဲ့အခါပြီးတော့နောက်ခါကျတော့သူက နောက်အဲ့ဘယုံမိဘမောကဆေရရောက်ကအောင်ပါအဲ့အဲ့ချိန်မှာသမီးကတင်းတင်းကွဲရသွားပြီးနိုင်ကလည်းပြန်ပြီးတံပြန်တိုက်ဖြစ်နိုင်အဲ့ထဲမှာကျတော့နိုင်ကအကောင်းဆုံးဖြစ်သွားတယ်နောက်ခါကျတော့ကိုင်းမှကြာသွားခဲ့သူကကျောင်းသားမှာတွက်စာကိုအတန်းနဲ့သူဟာပညာရေးဘက်မှာလည်းထူးချွန်သူတယောက်ပါဆောက်ကြရတော့ခါတော့ခါတဲ့သမီးကသင်္ချာတို့အင်္ဂလိပ်တို့တွက်တာတော့ ဟိုတွက်တာတွေကိုပို့ပြီးစိတ်ဝင်စားတယ်။ကြက်စာကြတော့တိတ်မတန်အောင်။စုတွေကဟိုအကြောင်းစုကပါတုဒအမဲရတယ်။ပါနေပြီးတော့ပစ္စမတိပေးတယ်။အဲဒီမှာပါတုဒအကုန်နှစ်တိုင်းတော့စုရောက်တယ်။သတ္တရင်ထုတ်တဲ့အနေနဲ့ပြန်ပွဲအတွေ့အကြုံလ ీల တင်ယူရင်းနဲ့မဝင်းလဲလဲဝါဟာကမ္ဘာအဆင့်ထိုးပေါက်နိုင်ဖို့ကိုမျှော်လင့်ချက်တွေရှိနေပါတယ်။ ချက်အပြင်ချားဝန်တာပါတော့တိတ်ရောမရှိပါဘူး။ပမရတော့ကမားအဆင်ုံတော့ရောက်ရှင်တာပေါ့။အခုလဲတိတ်တိတ်ချာချာစူးစမ်းနေပါနိုင်ငံတကာလူငယ်တွေနဲ့နှိုင်းရှင်လိုက်ရင်အဖက်ဖက်ကပန့်ပိုးနိုင်မှုအားနည်းနေတဲ့မြမအားသာလောကတွေကနေစွတ်သွင်းပညာကိုကမ္ဘာအဆင့်ထုတ်ဖောက်ခြင်းနဲ့မြမလက်ရည်စင်လူငယ်မဝင်းလက်လက်ဝါရဲ့စူးစမ်းမှုပုံရိပ်တွေပဲဖြစ်ပါတယ်။ကင်း ဘယင်ပေါ့သူ့ကိုမိရင်အရှုံးပါရဲ့အားကြောင့်သူ့မမိအောင်လုံလုံကြောကြောထားတယ်သမီးရဲ့ကြိုင်ရောရောကမင်းနိုင်နိုင်ကိုကြိုက်ပါနိုင်ကသူ့အကြောင်းကြောင်ရားတွေအကုန်မှွေလို့ရတယ်အားကြောင့်